ာနာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံဟာအဖက်ဖက်ကဆိုးရွားတဲ့တက်ရောက်မှုတွေကြုံနေရကြပြီးထိခိုက်လွယ်တဲ့မတန်ဆွမ်းသူတွေရဲ့အနာဂတ်နဲ့အခွင့်အရေးတွေဟာလည်းပိုပြီးမိမ့်လာခဲ့ပါတယ်။ရန်ကုန်မြို့မှာနေထိုင်တဲ့မတန်ဆွမ်းလူငယ်တူရဲ့မိခင်ကလက်ရှိအခြေအနေကိုအခုလိုပြောပြပါတယ်။လက်ရှိအနေအထားအရမတန်ဆွမ်းနေအတွက်ဒီအခွင့်အလန်းတို့အခွင့်အရေးတို့ဆိုတာပို့ပြီးတော့ဝေးကွာတာပေါ့နော်။တာမန်လူတွေတောင်မှဟိုအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့အခါကြတော့ဒီမတန်ဆွမ်းနေကြတော့ပို့ပြီးခက်ခဲတာပေါ့။ ဆရာနာမသိငင်ကာလာကလေးကမတန်ဆွမ်းနေအတွက်အခြေခံအဆောက်အအုံအလုတ်ကိုင်းကျမ်းမာရေးနဲ့ပညာရေးကဏ္ဍတွေမှာအားနည်းချက်တွေ ရှိခဲ့ပေမဲ့အရက်ဖက်အဖွဲ့အစည်းတွေရဲ့လှုံ့ဆော်မှုတွေအားကောင်းခဲ့တာကြောင့်အရေးတောင်းဆိုမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။အခုတော့အခြေအနေတွေပြောင်းပြန်ဖြစ်သွားပါတယ်။ ိုအရင်အခြေအနေတခုမှာတော့ခက်ခဲမှုတွေအဲ့လိုတွေရှိတယ်ဆိုလို့ရှိရင်လည်းဘယ်လိုပဲဖြစ်ဖြစ်အထောက်ပံ့ကောင်းနေရတနည်းမုံတနည်းကဝင်ရောက်လာတတ်တယ်လीเนาะဆိုတော့အခုလိုခက်ခဲတဲ့အခြေအနေမှာကြတော့တခုခုဖြစ်လာခဲ့ပြီဆိုလို့ရှိရင်လည်းဟိုကုညင်ရတဲ့အနေအထားကအားလုံးဘတ်စုံပြည့်စုံအောင်မလုပ်ပေးနိုင်ကြတဲ့အခါကျတော့ခက်အနေအထားတခုပေါ့เนาะအဲ့လိုမျိုးဆိုလို့ရှိရင်တို့ရဲ့ဒီကိုအင်ကာနဲ့ပတ်သက်တော့တခုခုကိုလိုအပ်ခဲ့တယ်ဆိုလို့ရှိရင်ကဲဘယ်နေရာကိုသွားလိုက်ရင်ဒီပစ္စည်းက တခါလေးတန်းရတာလို့တခါလေးဂယုတဆိုင်နဲ့လုတ်ပေးတာမျိုးလို့ရှိတာပေါ့နော်ဒီဘက်ကအနေထားမှာကြတော့အဲ့လိုမဟုတ်တော့ဘူးကိုဖြစ်လာရင်ကိုခံဆိုတဲ့အနေထားမျိုးလေးတွေကများတယ်တကယ်လို့မတက်တာလို့သွားလို့ရတယ်ဆိုလို့ရှိရင်လေဝေးကြီးအကုန်ကြဟာကိုကိုကိုပဲကုန်ကြခံရတယ်ပြီးသွားလို့တဲ့အချိန်မှာလေဟိုဘက်ကလူတွေကကိုကိုဒီလိုမျိုး disable တယောက်လို့ဆိုပြီးဆက်ဆံတာမျိုးထက်တိတ်ပြီးတော့ဂယုမဆိုင်တာမျိုးတွေပြီးလို့ရှိရင်လုတ်ပေးလို့ရှိရင်လေလုတ်တာလုတ်ပေးလိုက်ရတယ်စေတနာပါပြီးလုတ်ပေးတဲ့အရာမျိုးတွေမဟုတ်တလို့တွေဖြစ်တာပေါ့နော် စေအိုစုကဖိနှိပ်မှုတွေကြောင့်မတန်ဆွမ်းတွေကိုကူညီပေးနေတယ်ပြည်တွင်းရပ်ဖက်အဖွဲ့အစည်း CSO တွေကိုတိုင်းအရင်ကလိုအားကောင်းတဲ့ကူညီထောက်ပံ့မှုတွေမပေးနိုင်တော့ပါဘူးစေအိုစုဟာရပ်ဖက်အဖွဲ့အစည်းတွေကိုမှတ်ပုံတင် ထုတ်ပေးရမှာတင်းကျပ်ထားသလိုပူးပေါင်းဆောင်ရွက်မှုလည်းမရှိဘူးလို့သိရပါဗျာကျွန်တော်ဉာဏ်ရင်မတန်ဆွမ်းတင်းတွေကိုင်ကချွင်းတို့တွေမျက်မမြင်အဖွဲ့အားလုံးက low profile ဒါမှမဟုတ်နေကြတဲ့ပုံစံတွေနေကြတာများပါတယ် 开开的稀烂，所以呢不往上面弄咖，么稀得拉呱呗。啊，第二些地方不往里头的开家呢，都搞现开家了嘛，不要呗。像一帮人从那边就开呢，不往里面稀的拍的，人家这边拍戏呢不往上面铺塑料台，都去呢过去呢，这拍那这拍，简简单单的也差不多。看呢看呢。 ်ခုနောက်ဆက်လေးတကောင်စင်းရမြန်မာနိုင်ငံမှာ မတန်ဆွမ်းသူဥယေ9.6တန်းတိုင်းပြည်လူဦးရေရဲ့73ရာခိုင်နှုန်းရှိပါတယ်။လက်ရှိတိုက်ပွဲတွေကြောင့်စစ်ကြောမတန်ဆွမ်းဖြစ်တဲ့လူဦးရေဟာတစ်နှစ်ထက်တစ်နှစ်ပိုမိုတိုးလာနေပါတယ်။တော်လိုင်းအားကောင်းတဲ့ဒေသတွေမှာစစ်ကြောဖြစ်ရတဲ့မတန်ဆွမ်းတွေဟာမိုင်းနေမိတာ လက်နက်ကြီးထိမှန်တာတွေကြောင့်တန်ရာတွေဟာစေဝါကုသမှုအလုံးလောက်မရတဲ့အတွက်ပုံမိုးဆိုးရွားတဲ့အခြေအနေတွေကိုရင်ဆိုင်နေကြရပါတယ်။လက်နက်ကြီးထိမှန်လို့ခြေတော့မတန်ဆွမ်းဖြစ်ခရရတဲ့ရဲဘော်တို့ရဲ့အဖြစ်ပြက်ပါ။တန်ရာဒီပေါင်ရင်းနဲ့ကျိုးရရင်ဒီအချိန်မှာလမ်းကြောင်းဆက်ခဲကြောင်းတွေပေါင်ပြန်။ကျွန်တော်ကြည့်ရမနက်ခင်း9နာရီတက်လျက်လမ်းကိုညနေ4နာရီပါလေ။အဲဒီအချိန်မှာဆန်းထုတ်ရတယ် အမှလည်းအချိန်ကျန်တယ်လူရှင်စီးရင်ကြတယ်နောက်ဆက်နိုင်ကြတယ်အမှလည်းအချိန်ကျန်တယ်နောက်ဆက်စီးရင်ဒီကိုဖက်ရှိတယ်အမှလည်းဒီပစ္စည်းမရှိဘူးပစ္စည်းမရှိတော့ဒီစီးရင်ဖို့ပစ္စည်းမရှိလို့စောင်းရတယ်ဆိုတော့စောင်းရတယ်အချိန်မှစားရီထုတ်ပြီးခွဲခန်းတဲ့နောက်ပြည့်မှစီးအောင်လင်းပုံကျတယ်ပုံကျတော့ကိုယ်ရဲ့မတိစေရပဲပေါ့နော်ဒီမော်ရဲ့လိတ်ချလိုက်တယ်ဖြစ်တာလည်းဟာစီးရင်လည်းပြည့်စိုးရတယ်ကြာတော့စီလောက်အနေထားဆိုတော့ရက်တော့ဝါမဟုတ်ပြီနဲ့တော့စိုးရတဲ့အနေထားပုံမျိုးဖြစ်သွားတယ် တော်လိုင်းဒေတာနဲ့ထိုင်းနယ်ဇက်တွေမှာစစ်ကြောင်ဖြစ်တဲ့မတန်ဆွမ်းသူတွေကိုကူညီပေးတဲ့စင်တာတွေရှိနေပေမဲ့လူနာအရေးအတွက်နေစဉ်တိုးလာနေတာကြောင့်လုံလောက်မှုမရှိပါဘူးနိုင်ငံကဖွဲ့စည်းတွေရဲ့ရမုံငွေဖြတ်တောက်မှုကလည်းအရက်ဖက်ဖွဲ့စည်းတွေရဲ့ကူညီနိုင်မှုကိုကျင်းမြောင်းလာစေခဲ့ပါတယ် မိုင်းကြောင်ထိခိုက်တဲ့လူတွေလည်းတချို့ရှိတယ်ပြီးလို့ရှိရင်ဒီတချို့ကျတော့လက်နဲ့ကြီးထိတာလက်နဲ့ကြီးထိတဲ့လူတွေလည်းရှိမယ်ပြီးလို့ရှိရင်ဒီကြီးဆန်ထိတဲ့လူတွေလည်းရှိတယ်ပေါ့နော်ပြောကြရမယ်ကြီးဆန်ထိတဲ့တန်ရန်အကြီးမဟုတ်ပေမဲ့လည်းတို့ကအာယုံကြောထိပြီးတော့မှလမ်းကောင်းကောင်းမဆောင်နိုင်တော့တဲ့လူများမျိုးတွေပေါ့နော်လူမျိုးတွေရှိတယ်စင်တာကရံပုံငွေခက်ခဲရှိတဲ့အစမပြေဘူးဆိုပေမဲ့လည်းဟိုလူနာလူရအများအတန်းရောက်ရောက်နေတယ်ပေါ့နော်ပြီးလူလည်းမြန်းနေပေါ့နော် ခက်ခဲတယ်တော့အများကြီးပေါ့ခုနကပြောတဲ့ဒီစေဖို့ဝါခတ်တွေပေါ့ကွနော်အများကြီးခက်ခဲရှိတယ်ကျမတို့ခြေလမ်းဆိုလို့ရှိရင်ကျမတို့ဈေးထက်ရောင်းသေးတယ်အစမပြေကိုရှုံးတယ်ပြီးရင်ဟိုဟာအကျွေးပါတင်သေးတယ်ပေါ့နော် စစ်ကောင်ရှင်ထိန်းချုပ်ရာဒေသတွေမှာမတန်ဆွမ်းနေဟာနေ့စဉ်စားဖို့နေရင်းနဲ့တွာလာလှုပ်ရှားမှုမှာပါလုံခြုံမှုမရှိဘဲအခက်အခဲကြုံနေရပါတယ်။မတန်ဆွမ်းရေးဆောင်ရွက်ပေးနေသူတွေကတော့အဖွဲ့အစည်းတွေကိုယ်တိုင်ရုံးကန်နေရတာကြောင့်အခက်အခဲတွေကိုအပြည့်အဝအဖြေစည်းမပေးနိုင်ဘူးလို့ဝန်ခံပါတယ်။သောလီနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ကျမိုင်းတော့ပဲဖြစ်ဖြစ်၊စီဝိုင်းတော့ပဲဖြစ်ဖြစ်အခက်အခဲတွေကိုကြားနေရတယ်၊မြင်တွေ့နေရတယ် ဖွဲ့စည်းရေးကိုယ်တိုင်မနေရုံးကန်ရက်တင်နေရတော့သူတို့ရဲ့အခက်အခဲတွေကိုမဖြေစည်းပေးနိုင်ဘူးအရန်ခက်ခဲလို့နေတာကိုပဲရွေးချယ်ပြီးတော့တက်နိုင်တာလို့ကုလာမဲ့လုပ်ပေးနိုင်တယ်ဆေးအုပ်စုလက်အောက်မှာမတန်ဆွမ်းနေမျက်ကွယ်ပြုတ်ခံထားရတဲ့အထင်ရှားဆုံးဥပမာကတော့မဲပေးပိုင်ခွင့်ပါပဲ2020ရွေးကောက်ပွဲတုန်းကမိသားစုသဘောဆန္ဒအရကြိုတင်မဲပေးခွင့်အထိစီစဉ်ပေးခဲ့ပေမဲ့လက်ရှိဆေးအုပ်စုကစီစဉ်နေတဲ့ရွေးကောက်ပွဲမှာဒီအခွင့်အရေးတွေပျောက်ကွယ်နေပါလေ ဟိုအရင်ကာလတခုကတော့မဲပေးမယ်ဆိုလို့ရှိရင်အိဒါရရောက်လူရည်စည်ရင်နေလာပြီးတော့ကောက်ခံနေမှာလို့မိသားစုမှာညာရင်မတန်ဆွမ်းရှိလာမေးတယ်ရှိတယ်ဆိုရင် तू ကဘယ်လိုပုံစံမျိုးနဲ့ထဲခြင်းလဲလာထဲလို့ရလားဒါမှမဟုတ်ပဲအိမ်ကိုချိုးတင်မဲအနေနဲ့လာပြီးတော့ကောက်ရမလားဆိုလို့ပြောတဲ့ကျမမသားညာရင်မတန်ဆွမ်းဖြစ်တဲ့အတွက်ကြောင့်အိမ်ကိုပဲလာကောက်ပေးပါဆိုလို့ပြောတဲ့အခါအိမ်ကိုလာပြီးချိုးတင်မဲအနေနဲ့လာယူသွားတာပေါ့နော်ဆိုတော့ဒီနှစ်ရွေးကောက်ပွဲမှာကျမတို့နေရာတွေကြတော့သူတို့လာပြီးတော့ကောက်ခံခြင်းလဲမရှိဘူးလူရည်စည်ရင်လာစစ်တာလဲမရှိဘူး ဘူးဆိုတော့လက်ရှိကတော့မရှိဘူးပဲပြောရမှာပေါ့နော် တော်လိုင်းဒေတာကမတန်ဆွမ်းတွေကတော့ကိုလက်အင်ကဆုံးရှုံးမှုအပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုပါခံစားနေရပါတယ်။ရုပ်ပိုင်းဆိုင်ရာစိတ်ကူတာမှုတော့အပြည့်အဝမရတဲ့အခြေအနေမှာစိတ်ပိုင်းဆိုင်ရာကူတာမှုအတွက်ကိုဟာကိုကိုပြီးစူးစမ်းနေကြရပါတယ်။ရုပ်ပိုင်းပေါ်တော့ဒီ6လဟို6လကျော်တနည်းနေပါဘူး။အဲ့ဒီမှာတော်တော်သိတဲ့ကြားခဲ့ရလို့ဒီကိုပြောဖြစ်နေစိတ်နေပေါ့။အဲ့လိုအများကြီးခံစားရတယ်။လိုင်းနောက်ပိုင်းမှာတုံ့ပြန်ရတယ် ရေဘော်ရေဘက်တွေကပြောနေတဲ့စကားလို့ဆိုရင်သူတို့တွေကပြန်ပြီးပို့တော့စိတ်ကောင်ပြန်ပြေးရေကိုကမပြေးနိုင်ဘူးသူတို့ပြန်ပြေးရေပြီးနောက်ပိုင်းကောင်စလင်းလုပ်တယ်ကိုစိတ်ကိုပြန်မှုပြေးတယ်အားငါလုံးနိုင်သူတိုက်ခိုက်မလို့လဲတိုက်ခိုက်မလို့လဲဆိုတော့တခြားအပိုင်းကဘာလုပ်လို့ရမလဲစာကြီးပြေးဖြစ်တာလေပြေးပြီးတော့သနစ်မျိုးလာတော့မှကျွန်တော်စာပြီးတော့လုံးတွေပြန်လုံးလာနိုင်တယ်သူ့ရှိရောက်ပြီးဘယ်လိုပြန်ပြင်လို့ရအောင်လဲကြောက်နေနဲ့လိုက်လိုက်ပြီးတော့ဆင်းဆက်တာလည်းရှိတယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့လက်ရှိ တော်လှန်ရေးကာလအတွင်းတရားရတဲ့ရဲဘော်တွေအတွက်ကုသရေးပြန်လည်ထူထောင်ရေးအပြင်ဘဝအာမခံချက်ဥပဒေပြဋ္ဌာန်းဖို့စီစဉ်နေတယ်လို့ပြောထားပါတယ်။တော်လှန်ရေးဒေသကကုညီရေးအဖွဲ့အစည်းတွေကလည်းထိခိုက်ခဲ့ရတဲ့ရဲဘော်တွေရဲ့အနာဂတ်ရည်တည်နိုင်ဖို့အထိဝင်ဝေရတဲ့ကိုပိုင်လုပ်ငန်းနဲ့ရှင်သန်နိုင်အောင်စီစဉ်ပေးဖို့ကြိုးပမ်းနေပါတယ်။ကျွန်တော်စင်တာကနေပြီးတော့မှဒီရဲဘော်လူနာတွေကိုအာစေကူပေးတယ်။ ကျမတို့စင်တာကဟိုရပုံကိုရအရန်နေတော့ကျမတို့ကဒီခွဲစိတ်ခတ်အထိကျမတို့ကမလုတ်ပေးနိုင်မစီစဉ်ပေးနိုင်တော့ဒီခွဲစိတ်ခတ်ကုညီပေးနိုင်တဲ့အဖွဲနဲ့ကျမပြန်ချိတ်တယ်ပေါ့နော်ဒီအလုံးဝမတန်ဆွမ်းဖြစ်သွားပြီးချက်တဲ့ရေပိုးတွေဆိုရင်ကျမတို့ကစင်တာမှာထားပြီးတော့မှသူတို့ရဲ့ဟိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပြန်လေထူထောင်တာလာနိုင်အောင်ပေါ့နော်ဆက်ဆက်ရှင်တော့ကျမတို့ကဒီစိတ်ကြမ်းမရေးဆရာဝန်တွေနဲ့အာစကားပြောခိုင်းတယ်တကယ်တမ်းကကျမဒီမတန်ဆွမ်းဖြစ်သွားတဲ့ဒီလူနာတွေဟို ဒီမှာဟိုလုံးဝတို့ဝင်ငွေရတဲ့အထီးကိုကျွန်မအစီအစဉ်ပေးခြင်းနဲ့ဖန်တီးပေးခြင်းနဲ့ဒါပေမဲ့ခုချိန်မှာအလားတူကျွန်မမသွားနိုင်သေးဘူးပြည်တွင်းနဲ့တော်လိုင်းနေနေတဲ့ကမတန်ဆွမ်းအဖွဲ့အစည်းတွေလိုချင်တာကတော့ငင်းချမ်းနဲ့တိုင်းပြည်အခြေအနေသာ ဖြစ်ပါတယ်အဲ့ဒီငိမ့်ချင်းကသာသူတို့ရဲ့ရက်တည်မှုနဲ့ရှင်သန်နေထိုင်မှုကိုအခုထပ်ပုံမှုအဆင်ပြေအောင် ဖန်တီးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။အာနာသိန်းစေအုပ်စုလက်အောက်မှာရောတော်လိုင်းနေမြေထဲမှာပါရှိတဲ့မတန်ဆွမ်းသူတွေဟာလုံခြုံမှုကင်းမဲ့တာ အထောက်ပံ့မရတာနဲ့အခွင့်အလမ်းတွေကင်းမဲ့တာတွေကြောင့်အကျပ်အသေးတွေကြားမှာခက်ခဲစွာ တိတ်တဆိတ်ရုန်းကန်နေကြအောင်မှာပဲဖြစ်ပါတယ်